โอเคမင်္ဂလာပါအဲကျွန်တော်တို့ CDS ကွန်ပျူတာနေပြန်လည်ကြိုဆိုပါရစေ။ဟုတ်ပြီကျွန်တော်ဒီခေါင်းသင်္ကန်းသမားမှာပြောမလဲဆိုရင် list ကိုပဲထပ်ပြောမယ်။ဒီခေါင်းသင်္ကန်းသမားကျွန်တော်တို့ list ကိုပါလုပ်ခဲ့ပြီးတော့ share ခဲ့ဗာမတ်သက် တွေကိုတောင်းနော်။ comment သက်တွေကိုတောင်းနေ။ comment သက်ရဲ့အဓိပ္ပာယ်လေးမှတ်ရအောင်။ list ကိုတိုက်ကြည့်တယ် like ရေးတယ်တွေ့တယ်ဆိုရင်ဟောရှိရဆိုရင်1ပြန်တယ်မရှိဘူးဆိုရင်0ပြန်တယ်။အဲအဲ့ဒါတွေတော့အဲ့ဒီအခြေအနေကိုစစ်ပြီးတော့ကျွန်တော်တို့ list ကိုတိုက်ထုတ်ပြီးတော့ပါလို့ share တယ်။ Okay ။ဒီခါမှာကျွန်တော်တို့ list ကို source လုပ်မယ်။ပိုင်းတော်မှာတော့ source လုပ်ဖို့တော့လွယ်လွယ်လေးကျွန်တော်တို့ရှိမှ JavaScript နဲ့ programming foundation သင်တော့ကျွန်တော် bubble sort တွေပါတယ် source မျိုးစားတွေ sorting algorithm တွေပြောခဲ့တယ် beginner အနေနဲ့အလောက်ခေါင်းရှုပ်ခံရမလို့လောလောလတ်လတ်တကယ်ရေးသားလက်လက်ဆလက်နာလက်ရင်သွားပြီးဆိုမှအဲ့ဒါလေးဟာလေးစိတ်ကူးပေါ့လို့လေးလာခြင်းလေးလာ source လောက်ဖို့အတွက်လောက်ကတော့လောလောဆယ်အလောက်ကြီးမလိုသေးဘူးဟုတ်ပါလေးပဲလိုလဲဆိုကျွန်တော်တို့ dot source ဆိုတဲ့ list မှာပါတယ် dot source ဆိုတဲ့ source method လေးတခုပဲလိုတယ်ဒီ dot ကတော့ data က object ကနေခေါ်တာဖြစ်တဲ့ dot source dot function လေးတခုပဲလိုတယ်ဟုတ်ကဲ့ကြည့်ရအောင်နမူနာလေးကြည့်မယ် ကိုယ်ဒီကျွန်တော်ကဒီတိုင်းမှာရှင်းပြရအောင်နော်ရေးတာတွေပို့ပြီးတော့ဘာဖြစ်လို့ကီးဘုတ်ရိုက်ပါရိုက်နေမလိုဘဲဗီဒီယိုဖိုင်တွေရှည်လို့နော်โอเคဒါက color color ဆိုတဲ့ variable name လေးပဲကျွန်တော် list group ကြော်ညာလိုက်တယ် list ဒီ bracket square bracket ကြားထဲမှာ string string list တွေပေါ့ string တွေထည့်ထားတယ်โอเคပြီးရင်တော့အဲ့ list တွေထည့်ထားတဲ့ list တွေပါလဲနော် for in နဲ့ for နဲ့ပြန်ပတ်မယ် list ကိုဘာနဲ့ထုတ်တာတော့ list ဆိုတာ for နဲ့ပဲမြန်သွားပြန်ထုတ်ဒီညမှာ f ဟာလေးတတိထားမယ် print ထုတ်တယ် item ကိုထုတ်တယ်ထုတ်တဲ့ချိန်မှာပုံမှန်ဆိုရင်ကျွန်တော်တို့က download သွားမှာ တစ်ခုပြီးတစ်ခု red screen bomb အစင်လိုက် list လိုက်ကြပါကျွန်တော်တို့ကဒီညမှာအဲ့လိုမပြရခင်အလျားလိုက်လေးပြရနေတယ်ဒါပေမဲ့သူ under ခံနေတဲ့အောင်ကျွန်တော်တို့ဗာလေးနဲ့သွားမလို့ best page လေးပဲခံမဲဆိုရအရှိလိုက်လေးလွှတ်လိုက် under နေမှာဗာလေးပြောင်းလိုက်နော် best page လေးပြောင်းလိုက် okay ပြီးရင်ဒီ print ရတော့တက်တက်တချောင်းချနေလို့တက်တက်ထုတ်လိုက်တာပြန်တော့ color dot source ဆိုပြီးဒီ list ကိုကျွန်တော်တို့ပြန်စီမယ်ဗာလေးပြောင်းသွားလဲကြည့်မယ်ပြီးရင် cv dot list ကိုကျွန်တော်တို့ပြန်ထုတ်မယ်ကြည့်မယ် run အော်တွေ့လား ROI ဒါသူကျွန်တော်တို့ index number တိုင်းသူပါလို့ပြီးသွားစီသွားတာ။အော်ဒီမှာ source လို့လိုက်တော့ကြာအဲ့လိုမျိုးသူဘယ်လိုစီသွား။အက္ခရာစင်တိုင်းစီပေးသွား။အင်္ဂလိပ်အက္ခရာ BGOR OBQR ဟာနော် OB မှာအားလာလေ။ STWHY ဟောနောက်ဆုံးတော့ Y လာလေ။အဲ့ဒီလိုပုံစံတော့ဘာလို့ source method လေးရတခါဒီနားမှာကဏ္ဍနေရလဲအတူတူပဲ။တင်းတော်ငန်းကြောင့်ခွင့်ရှိပုံစံ။ဒါပေမဲ့ဒါပေမဲ့ဒီနားမှာတော့ကဏ္ဍရောရိုက်လို့မရဘူး။ string ဆိုရင်တော့ရရင်ရမယ်။ကျွန်တော်တို့ဒီတိုင်းတွားပြီးတော့ integer တန်ဖိုးတော့တထည့်လို့မရဘူး။ အဲ့ဒါအဲ့ source လောက်တာ source စလိုက်ပြီဆိုရင်လည်းနည်းနည်းလေး data တွေတော့တူပါမယ်အားလို့တတိထားပြီဟုတ်ကဲ့နော်ဟုတ်ပြီ data တွေဟိုဒါ list ရဲ့ characteristic ပေါ့နော်သဘောသဘာဝဟုတ်ပြီနောက်တစ်ခုကျွန်တော်တို့ညီမကြီး reverse ဆိုထည့်လိုက်ဟုတ်နော် color ကို source တော့လောက်တယ်ပြီးရင်တော့ reverse ပြောင်းပြန်ပြန်လှမ်းပြန်ကြည့်မယ် reverse ထည့်လိုက်တော့ဘာထူးလဲဟုတ် wire ကနေပြန်ဆင်သွားတယ်ပြောင်းပြန်နောက်ကနေငယ်တင်ကြီးလိုက်ကြီးတင်ငယ်လိုက်ဒါပဲ reverse နဲ့ရိုးရိုးဆော်တယ် ဟုတ်ကဲ့ဒါဆိုကျွန်တော်တို့က list ကိုပါလုပ်တဲ့ပုံစံလေ source လုပ်တဲ့ပုံစံရှေ့မှာကျွန်တော်တို့က list ကြီးအကြောင်းစာ intro ဝင်ခဲ့တော့ကျွန်တော်အဲ source ကိုတော့ data တွေတူတဲ့နေရာမှာ source လို့လို့နည်းနည်းလေး error လေးတွေနည်းနည်းတွေ့ခဲ့တယ်ဟုတ်ကဲ့နော်အားလေးမှတ်ထားပါဟုတ်ကဲ့ဒါဆိုကျွန်တော်တို့က source method နဲ့ river method ကိုသုံးပြီး list ကိုပါလုပ်လို့ရတယ်ဖင်မြန်ကောင်းမြန်စီလို့ရတယ် okay မဲနော်ထည့်ထားတဲ့ list တွေနော် list ဆိုတဲ့နေရာမှာကျွန်တော်ကဒါဒီမှာနမူနာလေးနေတဲ့ဒါလေးပဲထည့်ပြရတာဒီ jar ရဲ့ဟာလေးဒီ database ကနှိုက်ထားတာလဲဖြစ်နိုင်သလို server ကနေလာတာလဲဖြစ်နိုင်အဲအခြေအချက်တွေ ओके मैं ओके थैंक यू भैया